နေ့ဓမ္မနန်းတော်ဝိပဿနာရိပ်သာတိဆောက်ဖို့ရန်အတွက်တရားပြုပွဲဉာဏ်ရှိပြေကနိဗ္ဗာန်ကိုကြီးမှန်းပြီးတော့ပါဝင်လူတန်းပေးကြသောလူရှင်များမှာတဝရကနာချုပ်ငင်းသွားသောဥလံဝင်းနှင့်နှစ်ဖက်သောမိဘများအားရည်သူရည်မှန်း၍ဒေါ်နန်းခန်းတော်ကတာမျိုးမှငါသိမ့်ကြဒေါ်ချောချောဦးတသိမ့်ကြရှမ်းပြည်နယ်မြောက်ပိုင်းတရံမျိုးမှဒေါ်နန်းဆိုင်နှွမ်းနန်းဆိုင်ခန်းညီမနှစ်ဦးမှတသိမ့်ခွဲကြ ကိုကျော်မျိုးလွင်မတန်နာငိမိသားစုမှတသိန်းကျပ်ဒီကုသိုလ်ရှင်စေနာရှင်အပေါင်းတို့သည်ကြာရောက်စေဖြစ်သောကာစုကေသူအန္တရယ်သူယောဂါသူအမျိုးမျိုးကင်းစင်လွင်ပြောက်ပြီးဤဝဤခန္ဓာနှင့်ပင်ဤသာသနာတော်တွင်၌ဒုက္ခအပေါင်းချုပ်ငြိမ်းရာဖြစ်သောနိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်ကြပါစေဝိပဿနာတရားကိုအာထုံရင်နဲ့တော်၎င်းဒါမှမဟုတ်ရှင်လေအထိုင်လျောက်တော်၎င်းဆို အထိုင်းလျောက်ဆိုတာကတော့ဒါဘလို့အထိုင်းလျောက်လဲဆိုတာကိုပြန်တွေးရမှာပေါ့ဒိဋ္ဌိဗန္ဒနာဗန္တာတိတဏ္ဍောတေနအုံရှံတေတဏ္ဍောတေနအုံရှံတာနတေဒုက္ခပမုစရိဒိဋ္ဌိဒီဥသော အနောင်အဖွဲရှိနေလို့ရှိရင်ဒိဋ္ဌိဒီဥသော အနောင်အဖွဲကြီးနဲ့ဒါနတွေသီလတွေတမထတွေဝိပဿနာတွေအားထုတ်တယ်ဆိုဒါတော့ဝိပဿနာမှာတော့မပါတော့ဘူးပေါ့ဒါနသီလတမထဟာဒိဋ္ဌိတဏ္ဍနဲ့အားထုတ်နေရင် တဏ္ဍသောတိနာအောင်ချန်ဒီနတ္တိဒုက္ခပမုတ်စရိဒုက္ခကိုမလွတ်ဘူးလို့ဒါပါဠိရထောက်ဆိုလိုက်တယ်ဒီပါဠိကိုဒီစကလုံးနဲ့ဝင်အောင်လို့ကျေးဇူးဆက်ရရင်ဝိပဿနာတရားအားထုတ်ပြီးဆိုတဲ့ကသူဟာရုပ်ရဲ့အပြက်နာမ်ရဲ့အပြက်ကိုရှုတာရုပ်ကိုရှုတာနာမ်ကိုရှုတာလို့ဒါကအပေါ်ယံပြောတာဒါကစကလုံးကိုပြောတာတကယ်တော့ရုပ်ရှုလို့ရုပ်တွေ့ရမှာမဟုတ်ဘူးရုပ်ရဲ့အပြက်ကိုတွေ့ရတယ် ဝေဒနာရှုတယ်ဒါပေမဲ့အရှုခံကဝေဒနာလို့ပြောတာဒါပေမဲ့အရှုညာမှာတွေ့ရမှာကဝေဒနာရဲ့အပြက်ကိုတွေ့ရအရှုခံကစိတ်တနုပဒနာစိတ်ဖြစ်မယ်ဒါပေမဲ့အရှုညာမှာတွေ့တာကစိတ်ရဲ့အပြက်ကိုတွေ့ရအနိစ္စကိုတွေ့မယ်လို့ပြောတာအနိစ္စဆိုတာမရှိတာကိုပြောတယ်အဲ့တော့အရှုခံကကာယ ानु ပဒနာဆိုကြပါစို့အရှုခံကဖောက်ပြန်မှုဖြစ်နေလိမ့်မယ်ဒါပေမဲ့အရှုဉာဏ်မှာတွေ့ရမှာက ဖောက်ပြန်တာရဲ့အပြက်ကိုတွေ့ရဒါကြောင့်ဒီနေရာမှာဆရာတော်ကြီးရဲ့ဗုဒ္ဓဘာသာကြားသုံးသက်ချက်ကတော့ရုပ်ရှုလို့ရုပ်တွေ့ရင်တမထစိတ်ရှုလို့စိတ်တွေ့ရင်တမထဝေဒနာရှုလို့ဝေဒနာတွေ့ရင်တမထဆိုတော့တမထဖြစ်နေတာကိုပြောတယ်ဝိပဿနာကြတော့ तू ကလက္ခဏာဒါကြောင့်ဒေသယောဝဓမ္မနသမညာလက္ခဏာအာရောပတောလက္ခဏာဓမ္မနိကာဝတိနာပောတာပညာတိရဏအပြက်ကိုမြင်နေရတယ် အပြက်ဘသူ့အပြက်လဲလို့မင်းခொနကပြောတယ်ရုပ်ရှုလို့ရုပ်တွေ့ရင်တမထစိတ်ရှုလို့စိတ်တွေ့ရင်တမထတမထဆိုတော့စိတ်လည်းမတွေ့ရဘူးရုပ်လည်းမတွေ့ရဘူးဒါပေမဲ့ရှုတာကတော့စိတ်ရုပ်ကိုရှုရမယ်တွေ့တာကြတော့အဲ့ဒီရုပ်ရဲ့အပြက်နာမ်ရဲ့အပြက်ကိုတွေ့ရဒါကပေါင်းပြောလိုက်တာဝေဒနာသမားကဝေဒနာကြီးကိုတဲတွေ့နေတယ်ဆိုရင်ဒါတမထလည်းပါနေသေးတယ်ဝေဒနာဖြစ်တယ်ဝေဒနာပြက်တာကိုတွေ့တယ်ဆိုမှဝိပဿနာ ဒါကြောင့်နေဆာတင်ညာတိဗဇဏနာဝတိနာ အပြက်ကိုတွေ့တော့မှပယ်တာယုံနံကိုပယ်လိုက်တာယုံနံကိုပယ်လိုက်တယ်ဆိုတာအပြက်ကိုတွေ့တာအဲ့ဒီမှာကြတော့အဲ့ဒီကိုရှုထားတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်ဖယားအစာတာဝကဧကတာဝကအစုံအရိယာဖြစ်သွားတဲ့ပုဂ္ဂိုလ်တိုင်းဟာရုပ်အပြက်နံအပြက်တွေကိုရှုပြီးတော့အရိယာဖြစ်သွားတယ်ဒါမှမဟုတ်ဒီနေရာမှာ စကားချက်အနေနဲ့က တချို့ကဓာတ်ကြီးလေးပါးကိုရှုပြီးတော့အနိစ္စမြင်ပြီးတော့အနိဗ္ဗာန်မျက်မှောက်ပြုတယ်တချို့ကအာယတနာ7ပါးကိုရှုပြီးမှရတယ်တချို့ကခန္ဓာ5ပါးကိုရှုမှရတယ်တချို့ကသတိဉာဏ်4ပါးထဲမှာဝေဒနာရှုမှရတယ်တချို့ကစိတ်ကိုရှုမှရတယ်တချို့ကအာယတနာ7ပါးကိုတည်ရှုမှရတယ်ဒါကဇယိုက်နဲ့အလေးလာမှုအပေါ်မှာထုံခဲ့တဲ့အပေါ်မှာမူတည်ပြီးတော့တရားရတယ်အဲ့ဒါကိုတော့ဘသူကဘာရှုမှဘလို့ရတယ်ဆိုတာမျိုးဒီနာမှာငင်းချက်ထုတ်เสียမလိုပါဘူးငင်းတရားလည်းမလိုပါဘူး ဟုတ်တော့ကိုနဲ့လိုက်တဲ့ဇယိုက်ဟာကိုရဲ့ကမ္မထံကိုတရားပဲဖြစ်သွား။ဒါကြောင့်မလို့ဓမ္မပဒပါဠိတော်မှာကြာတော့အနုပုပ္ပိနာမေတာဝီထောကံထောကံခဏိခဏိကမ္မာရောရဇတ်တတေဝနိဒံမိမတမတ္တနောဆိုတာပညာရှိပုဂ္ဂိုလ်ဟာပညာရှိပုဂ္ဂိုလ်ဆိုတာခေါဏကပြောတယ်ဝိပဿနာရှုမယ်ဆိုတာဉာဏပရိညာနဲ့ယုတ်တိနံတိကွဲထားတဲ့အကြောင်းအကျိုးတွေစဉ်းထားတဲ့ပုဂ္ဂိုလ်ဟာ ထောကံထောကံခဏိခဏိကိလေသာကိုအစင်လိုက်တတ်ရတယ်လို့ပြောတယ်။ထောကံထောကံခဏိခဏိအနှဲငယ်လို့ပြန်မိမယ်လို့ဒီညမှာကိလေသာတတ်တဲ့နေရာမှာအစင်လိုက်တတ်ရ။အတိဖြုတ်အပွားဖြုတ်အပေဖြုတ်ဆိုတဲ့အစင်နီးနဲ့တတ်ရ။ဒါကြောင့်ဝိပဿနာပဲလှုပ်ထားတာဒါနသီလတမထပဲလှုပ်ထားတာအကျိုးပေးတော့ဧကံမုတ်ချရှိမယ်။ကျိုးပေးတော့ဧကံမုတ်ချရှိမယ်။ဒါပေမဲ့ဝိပဿနာလုပ်တဲ့ပုဂ္ဂိုလ်ကပို့ပြီးတော့အာတန်တာပေါ့။ဘာဖြစ်လို့လဲဆိုတော့စပြီးတော့ရှုစေတဲ့ကရုပ်လိုတိလိုက်တဲ့အတ္တကာယဒိဋ္ဌိပြုတ်သွားတယ် ယုတ်ဟာဖြစ်တယ်ဆိုတဲ့သဘောသိတဲ့အတွက်အုတ်စေတာဒိဋ္ဌိပြုတ်တယ်။ယုတ်ဟာဖြစ်ပြီးရင်ပြတ်တတ်တယ်ဆိုတဲ့သဘောသိတဲ့အတွက်ခိုင်နေမြဲတယ်ဆိုတဲ့တတ္တရဒိဋ္ဌိဆင်တယ်။ယုတ်နံလို့ပိုင်မနံသိတဲ့အတွက်တန်တရာဝိသိကိစ္စသိတယ်။မှန်ကန်သောလမ်းမှုလို့သီလပရပရမာတဒိဋ္ဌိလည်းဆင်တယ်။ဤရှုွက်တည်မဲ့ခင်၅ပါးနဲ့ဝင်းနေသောရှုွက်မှုလို့ဒီတိုင်းရှုထားတဲ့ပုဂ္ဂိုလ်ဟာစိတ်ချရတဲ့အနေထားမှာရှိတယ်။သို့တော့ရှုရင်နဲ့သိရင်တော့ပိုပြီးတော့မှဟန်ရွက်ပါဆင် သိကြတယ်ဘာဖြစ်လို့လဲလို့မင်းရင်ဒိဋ္ဌိဒီဝိပဿနာရှုနေတဲ့အချိန်မှာဒိဋ္ဌိဟာပြုတ်နေတာဟုတ်လို့အတိရောအပွားရော ပြုတ်နေတယ်အပယ်မပြုတ်သေးဘူးညမစိတ်တာချာဟိုဘက်ကြမှာအပယ်နဲ့ဖြုတ်အဲ့တော့အထိုင်းတယောက်ဆိုတဲ့နေရာမှာအခုနကပြောတယ်ယထာဝုဒ္ဒဉဏ်ယထာဝုဒ္ဒဉဏ်မှာအေဝမေတံယထာဝုဒ္ဒံတံဝိညာယဓာတ္တပဒါကဓမ္မစကြာကိုထောက်ပြောတယ်အေဝမေတံယထာဝုဒ္ဒံတံဝိညာယဓာတ္တပနောက်တစ်ခုက အင်ဝမန္တဘိကွေတုတ္တဝအရိယတာကောရူပတမိန်ပိနိဗ္ဗိဏတိဝရဏယပိစသည်နိဗ္ဗိဏတိဒါကကြတော့နိဗ္ဗိဏညာနောက်တစ်ချက်ကကြတော့နိဗ္ဗိဏဝိရစရိဝိဒါကဝိမုတ်စတိဝိဒါတမိန်ဝိမုတ်တမိတိညာဏဟောတိခိဏဇာတိဝုဒိတံဗြမစရိယံကရံကရဏိယံနာပရံအိဋ္ဌထာယတိပဇာနာတိကြတော့သူကမဉ္ဇဉ်ရောက်သွားတယ်ဒါကလုပ်ငန်းအစဉ်ပြောတာဒီလုပ်ငန်းအစဉ်တိုင်းလောက်ရမှာဒါကြောင့်စာပေပရိယတ်တိရှိနေသေးတဲ့အတွက်တရားအထုတ် တန်တရားခင်းခင်းနဲ့သာအထောက်ရကိုရဘာဖြစ်လို့လဲပရိယတ်တိရှိနေသေးတဲ့အတွက်ကြောင့်လက်မထောင်ပြီးတော့အထောက်ရဲ့မခင်ရှိပါလမ်းရှိအခုနေ့ကယထာဝုဒ္ဒံဧဝမေတ္တယထာဝုဒ္ဒံတံဝဉ္ဇယထထပံယထာဝုဒ္ဒဉာဏ်နေစပါလို့ဉာဏ်နေ16ပါးကိုယထာဝုဒ္ဒံနေချတော့တမသနာဉာဏ်ဥရိယဝိယဉာဏ်ဘေင်္ဂဉာဏ်ဘေယဉာဏ်အာရိနဝဉာဏ်ငါးဉာဏ်ဟာယထာဝုဒ္ဒဉာဏ်ထဲမှာထည့်လိုက်တယ်ငါးဉာဏ်သလုံးယထာဝုဒ္ဒဉာဏ်ထဲမှာထည့်လိုက်တဲ့အခါကျတော့နိဗ္ဗာန်ဉာဏ်ကြ6ခုမြောက်ဖြစ်တယ်ဒါကြောင့်နိဗ္ဗာန်ဝိရစတိ ဒါကြောင့်မလို့ A1 A1 ပတ္တသုတဝရိယတာကိုရူပသမိန်ပြီးနိဗ္ဗာန်တဲ့ကြရုပ်ဝရဏတင်ညာတင်ခါရခန္ဓာ၅ပါးကိုညင်းဝေသွားတာအဲ့ဒါကြတော့နိဗ္ဗာန်ညာပြီးတော့မှနိဗ္ဗာန်ညာပြီးတော့မှထည့်လိုက်တာကဒီဒီအနိဗ္ဗာန်ညာပြီးတော့သမသနာညာဥဒယဘယညာဘင်္ဂညာဘယညာအာရိနဝညာနိဗ္ဗာန်ညာပြီးတော့မှမောဟစိတ်တုကမြတာညာပရိသင်္ခာညာသင်္ခါရုပ္ပခာညာအနုလောမညာမဲ့ညာနောက်ကိုလည်းတောက်ချောင်းညာနေထည့်လိုက်တော့ မဉဏ်ရောက်အောင်ကြားထဲမှာညံ၅ချက်လောက်ကဝင်သွားတာသို့တော့၃ချက်နဲ့ပြီးတယ်ဆိုတာကိုဘုရားကဟောပေးလိုက်တယ်။ညံနေ၁၆ချက်ဘုရားထောက်ခံတယ်။ရှင်သာရိပုတ္တရာအမြင်နဲ့ဟောထားတဲ့ညံသိနေ၁၆ချက်ထောက်ခံတယ်။ရှင်းမှလည်းဟောထားတယ်ဝိသုဒ္ဓိ9ပါးဟောထားတယ်ဒီ9ပါးနဲ့ပြည့်ရမယ်ဆိုတော့ညံထဲမှာပြားမသွားနဲ့ဒီတိုင်းသွားရင်လည်းရောက်တယ်လို့ပြောတာ။အဲ့တော့ဝိပဿနာကိုဘလို့အာထုတ်ထားလဲဆိုတဲ့အပေါ်မှာပဲမူတည်တယ်။စပြီးတော့အာထုတ်တဲ့နံပါတ်1အကြောင်းကျိုးသိရမယ်။နံပါတ်2ယုံနံကွဲရမယ်။ နံပါတ်3ကဖြစ်ပြမြင်အဲ့ဒါကိုယထာဘုရဉဏ်လို့ပြောလိုက်တာအဲ့ဒီယထာဘုရဉဏ်ဘုံနေအောင်မြင်ထားတဲ့ဉာဏ်ရုပ်အပြက်နံအပြက်တွေကိုမြင်ထားတဲ့ဉာဏ်ယထာဘုရဉဏ်နဲ့ကိုထည့်လိုက်တာပြီးတော့မှနိဗ္ဗာန်ကိုဝိရစတိအတွက်ရုပ်တည်နံတည်ကိုမုံသွားတာမလိုချင်တော့တာအဲ့ဒါကြောင့်မှအနုလောမဉာဏ်လို့စသည်ဒီဉာဏ်တွေကစွန့်လဲစွန့်နေတယ်စွန့်လဲမစွန့်နိုင်သေးတဲ့ဉာဏ်ဘက်ကိုရောက်သွားတာအဲ့ဒီကကြတော့မှနောက်တစ်ခေါက်ညကရံကရဏီယဟူသည်ညယမသတိညနာပရအိဋ္ဌထာယတိပဇာနာဆိုပြီးသွားတဲ့ဉာဏ်ကိုမဲ့ဉာဏ်လို့ပြောတာ ။ညာကြောင့်အားသာထုတ်တာအကျိုးကမရောက်ဘူး။ဘာလို့လဲဆိုဒီတိုင်းရှုပြီးတော့နေလေအကျိုးရှိတယ်ရှုပြီးတော့သေလေအကျိုးရှိဒါကြောင့်နေတော့မှ စင်ကြယ်မှသေမှစင်ဒါကြောင့်ကံမဝိစာစာဝိစာစာဓမ္မောသတိလံဇီဝိတမုတ်တမတိလံဇီဝိတမုတ်တမစင်ကြယ်တင်းတင်းကြဲကြဲဖြစ်သွားတာဘာစင်ကြယ်တာလဲလို့မေးမက်ကင်ဝင်သွားလို့ဆိုတဲ့အခါကျတော့ဒီမိကုန်းနဲ့ပတ်သက်ပြီးတော့ဖြေရမယ်ဆိုရင် တိတိကျကျဖြစ်ရမယ်ဆိုအကျိုးတော့ပေးမယ်သို့တော့ထက်ခါထက်ခါထုံထားရင်တော့ပို့ပြီးတော့မှအကျိုးအားတန်တယ်ဘာမလို့အကျိုးအားတန်လဲဆိုတော့ဝိပဿနာတစ်ချက်ရှုတိုင်းမှာသိပြီးတော့ရှုတယ်ဝိပဿနာတစ်ချက်ရှုတိုင်းမှာမဂ်ကင်၅ပါးသိတာကခန္ဓာ၅ပါးရှုတာကမဂ်ကင်၅ပါးဆိုတော့အရှုခံကခန္ဓာ၅ပါးတည်သွားတာကနောက်ထပ်မရမယ့်ခန္ဓာ၅ပါးဆိုတော့ငါးတွေအကုန်လုံးပြုတ်သွားတယ်လို့ပြောရအောင်ဆိုတော့အရှုခံကခန္ဓာ၅ပါးတည်တယ်အရှုညာကမဂ်ကင်၅ပါးဖြစ်တယ် သေတာကလည်းခန္ဓာ၅ပါးဖြစ်မဲ့သမုဒယသစ္စာသေတယ်နောက်တတပံလည်းခန္ဓာအပေဒုက္ခခန္ဓာတွေမရနိုင်တော့ဆိုတော့ဂုတဲ့ကနေပြီးတော့ထုံနိုင်တော့ထုံပွားနိုင်တော့ပွားနေခြင်းအပြင်ဧကံမုတ်ချကုတ်အတွက်အကျိုးရှိတယ်ဘာဖြစ်လို့လဲလို့မေးရင်